ဲဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုတွေအားလုံးပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အာမီပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုရောဒါပတ်ကြီးရဲ့ဒါမကြာခင်ရောက်ရှိလာမဲ့4.1 update အတွင်းမှာပါဝင်လာမဲ့နောက်ထပ် feature အသစ်တွေကိုကျွန်တော်အနေနဲ့ဒါ part 2အနေနဲ့ ြောပြပေးသားမှာဖြစ်တယ်ဆိုတော့ဒါအပြင်ဒါအခု K98 ဒါရေခဲစကင်လို့ပြောလို့ရတယ် Galaxy စကင်ကိုလည်း free ခြင်လို့ရမယ်အကြောင်းကိုပါကျွန်တော်ပြောပြပေးသားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့မကြမ်းခင်မှာဆိုရင်လည်းဒါပါဝင်လာမဲ့စကင်အသစ်တွေနဲ့ပုံစံတွေကိုပြောပြပေးသားမှာဖြစ်တဲ့အတွက်ဒါကျွန်တော်ရဲ့ဒါ TikTok အပါအဝင် Facebook နဲ့ YouTube က Esport Army ဆိုရဲဒါ channel လေးတွေကိုလည်း like and subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ video လေးစရအောင် Okay so အရင်ဆုံးအနေနဲ့ပြောပြချင်တာကတော့ဒါမြေပုံမှာတွေ့ရတဲ့အတိုင်းပဲဒါ second ဖြစ်ရင်ပေါ်လာမဲ့ဒါတက်ဆိုင်ရာ event အသေးလေးတွေပါတယ်ပေါ့နော်ဆိုတော့ဒါ Penguin City event အကြီးအိုမှာဒါတက်ဆိုင်ရာ event နေရာအသေးသေးလေးတွေပါလာတယ်ဒီနေရာဘာတွေရမလဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာပြောပြမယ်အဲအကြမ်းပြပြောရရင်တော့ဒါဒီနေရာဒါ power အသစ်တွေရမယ် power တွေပါမယ်ပေါ့ဗျာဆိုတော့ဘာတွေပါမလဲဆိုတော့ဒါ video နောက်ပိုင်းလေးမှာပြောပြပေးတော့ပါမယ် ။ Okay ဆိုတော့အရင်ဆုံးပြောပြချင်တာကတော့ဒါ Canine DK ကိုဒါ Glacier Skin ရေခဲ Skin ကိုဒါ Free Kind လို့ရမယ့်အရာလေးကိုပြောပြချင်ပါတယ်။ဆိုတော့ဒီ Skin ကတော့ဒါဒီ Event အတွင်းမှာပဲ Kind လို့ရမယ်။နောက်တစ်ခုကဒါ Event နေရာတွေမှာပဲရှိမယ်။ဆိုတော့ Event နေရာ Canine DK Event ကရတဲ့ Canine DK နဲ့ဒါမြေပုံတခြားနေရာတွေမှာရှိတဲ့ Canine DK နဲ့ရတော့ဒါတူမှာမဟုတ်ဘူးဒါအခု event နေရာမှာရှိမဲ့ car 90ရတော့အခုကျွန်တော်ပြထားတဲ့အတိုင်းမြင်တွေ့ရတဲ့အတိုင်းဒါရေခဲ skin ပုံစံလေးဒါရှိတယ်ပေါ့နော်ဆိုတော့ မကြခင်မှာဆိုရင်လည်းလုံးဝ K98 Galaxy Skin Pure Skin အသစ်ထွက်လာဖို့ရှိတယ်ဒါကတော့ဒါဒီ event ရှိတဲ့အချိန်တွင်းဒါ map အတွင်းမှာပဲဒါ event အနေယူပြီးတော့သုံးဖို့ရမှာပေါ့နော်ဆိုတော့အဲ့ဒီ K98 Skin အသစ်ထွက်လာတဲ့အချိန်ကြရင်လည်းကျွန်တော် video လေးတစ်ခုတင်ပေးပါဦးမယ်ဆိုတော့ဒီသက်နက်မှာထူးခြားချက်တစ်ခုကရှိပါတယ်ပေါ့နော်ဆိုတော့ရေခဲဘုံလို့ခေါ်မလားဆိုတော့ဒီကြည်စံနဲ့ပစ်လိုက်တဲ့အခါမှာဒါကြည်စံရဲ့ damage အပြင်ဒါရေအဲဒီကြည်စံမှာပါတဲ့ဒါရေခဲရဲ့ပောက်ကွဲအား damage ကိုပါ ရရှိမှာဖြစ်တယ်ပေါ့เนาะဆိုတော့အခုမြင်တွေ့ရတဲ့အတိုင်းပဲတကယ်လို့ကြည်စံကဒီကိုပစ်တဲ့ enemy ကိုမထိခဲ့ဘဲနဲ့ဒီမြေကြီးပဲဖြစ်ဖြစ်ဒါအိမ်ရဲ့နေရန်ပဲဖြစ်ဖြစ်ထိခဲ့မယ်ဆိုရင်တော့မှဒါဒီကြည်စံမှာပါတဲ့ရေခဲပုံးကပေါက်ကွဲမှာဖြစ်ပြီးတော့ဒါ damage လေးတော်တော်လေးကိုထိမှာပါဆိုတော့ enemy လေးထိမှာဖြစ်တယ်လို့ကိုကြည်စံကအဲပေါက်တဲ့ရေခဲပုံးကကိုရိုင်းလေးပြန်ထိနိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ဒါဒီ second ရဲ့ ဒါထူးခြားတဲ့အသည့်တစ်ခုပါပဲဆိုတော့လမ်းတော့လမ်းပါလေဆိုတော့ကျွန်တော်တို့လိုစကင်မွေနိုင်တဲ့ကောင်တွေအတွက်ကတော့ဒီ feature လေးကနည်းနည်းတော့ဒီ event မှာ mic တဲ့တစ်ခုလို့ပြောလို့ရတယ် Okay so now တခုတော့ဒါ rocket launcher ပါဆိုတော့ဒီ launcher လည်းတူတူပဲဒါရေခဲနဲ့လှုပ်ထားတဲ့ launcher ပဲဒီ event အတွက်ပဲတီးတန့်ပါလာမယ့်အရာဖြစ်တယ်ဆိုတော့ဒီ launcher ရဲ့ထူးခြားချက်ကဒါ ဒီရေခဲဖုံးပြစ်လို့ရသလိုဒီလောင်ရှားကိုလည်းအခုကျွန်တော်ပြထားသလိုပဲဒါစီးပြီးတော့ဒါစက္ကန့်အနည်းငယ်လောက်ရှောက်သွားလို့ရတယ်လေးဘောတက်လို့ရတယ်အဲဒီရေခဲဖုံးကပြစ်လိုက်မဲ့အချိန်ကြာရင်လည်းတော်တော်လေးကိုဒမ်းမိတ်များတယ်ဆိုတော့ဒီဒီရေခဲဖုံးသုံးကပြည့်ခင်ဟိုမှဒီရေခဲလောင်ရှားပေါ့နော်ရေခဲရော့ကတ်သုံးကပြည့်အောင်တော့မှကားတစီးကပောက်ကွဲနိုင်ချေအားရှိတဲ့ဒမ်းမိတ်ပါတယ်အဲကျွန်တော်အခုပြထားသလိုပဲပေါ့နော်ဒါအဲ့လိုပြစ်လို့ရတဲ့အပြင်ဟိုမှ ဒီတနေရာနဲ့တနေရာသွားဖို့တဲ့ rocket ကြီးစီးပြီးတော့ဒါအပျော်လျှောက်သွားလို့လည်းရတယ်ဘက်တရီအတွက်လည်းဒါကကောင်းမွန်တဲ့အရာတစ်ခုဒီ feature အသစ်လေးတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောခဲ့သလိုပဲဒီဟာလည်းဒါဒီ winner event ဒီမှာပဲဒါ main အနေနဲ့ရမယ်ပေါ့နော်မြေပုံရဲ့ရင်းနေရာမှာတော့ရှိမှာမဟုတ်ဘူးအဲနောက်တစ်ခုကဒီ rocket launcher ထူးခြားချက်ကဘာလဲဆိုတော့ဒီပောက်ကွဲသွားတဲ့ဒါရေခဲပြင်ကဒီချောနိုင်တယ်ပေါ့နော်ဆိုတော့ enemy တယောက်ကိုချောနိုင်တယ်ဆိုတော့တနက်ကင်ထားရင်လည်းတနက်ကလက်ထဲရ ဒါပြုတ်သွားပြီးတော့လုံးဝဒီဒီရေခဲဒီပြင်ပေါ်မှာလုံးဝချော်လဲနေတာဖြစ်တဲ့အတွက်ကို့အတွက်ကတော့ဒါအာသာချက်တစ်ခုအနေနဲ့ရောအသုံးချလို့ရတယ်ပေါ့နော်ဆိုတော့ enemy ချော်လဲသလိုပဲကိုယ်တိုင်လည်းချောနေမှာဖြစ်တဲ့အတွက်ကိုပြစ်လိုက်တဲ့ဒါရေခဲပြင်ပေါ်တော့ပေါ်မတက်နေမှုပေါ်တော့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီဟာတာတစ်ခုအနေနဲ့လည်းဒါသုံးလို့ရသလိုဗတဲ့အတွက်လည်းအလဲပြောင်းတစ်ခုကောင်းတဲ့လက်နက်တစ်ခုဖြစ်လာမှာတော့အမှန်ပဲဗျာ โอเคဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒါဘယ်လိုခေါ်မလဲစိတ်ထုတ်ရပုံစံပေါ့နော်ကယ်လို့ရတဲ့အရာတစ်ခုဆိုတော့ဒီသူကယ်လို့ရတဲ့အရာဘယ်လိုလဲဆိုတော့ဒါဒီ enemy ကကျွန်တော်ခုပြောရတဲ့အတိုင်းပဲကိုယ့်ရဲ့ teammate က not နေမယ်ဆိုရင်ဒါအဲ့သူ့နေရာထိသွားစရာမလိုဘဲနဲ့ဒီ app လေးကိုသူ့ခန္ဓာကိုထိအောင်လှမ်းပစ်လိုက်မယ်ဆိုရင်ဒါ enemy အနေဟို sorry ဒီကိုယ့် border အနေနဲ့ဒါကယ်လို့ရတဲ့ခက်လုံလေးပေါ်လာပြီးတော့ ဒါသူ့ရောသူပြန်ကင်လို့ရတဲ့ feature လေးပေါ့နော်ဆိုတော့ဒါအပြင်ကိုမှဒါကင်ပြီးရတဲ့အခါကျရင်လည်းကို့မှာနောက်ထပ်ဒီလိုမျိုးစေးထုတ်ရရှိနေသေးတယ်ဘက်တီရီကလည်းဖြစ်နေသေးတယ်ဆိုရင်ဒါကို့တငယ်ချင်းကဒါသွေးဖြည့်ဖို့အချိန်မလောက်သေးဘူးဆိုရင်နောက်ထပ်ဒါဒီစေးထုတ် app ကိုမှထပ်ပစ်လိုက်မယ်ဆိုရင်သူ့ရောသူဒါ healing လုပ်မယ်ပေါ့နော်ဆိုတော့ဒီ feature လေးတော်တော်လေးကိုကောင်းတဲ့ အရာပါဆိုတော့တခုပဲဒါဒီဒီ feature လည်းဒါဒီ event အတွင်းမှာပဲပေါင်ဝင်มาဖြစ်တယ်ပေါ့เนาะဆိုတော့တော်တော်လေးကိုမိုက်တဲ့ feature လို့ပြောလို့ရတယ်အဲဗတဲတွေဗတဲလုံးဝမြိုင်နေတဲ့အချိန်မှာဒီ feature တော်တော်လေးကိုဒါအတုံးဝင်နိုင်တယ်ပေါ့เนาะကိုပေါ်တာ not နေတဲ့အချိန်မှာလည်းဒါကိုကကိုတိုင်းသွားစရာမလိုဘဲနဲ့လုံးဝစွန့်စားပြီးသွားစရာမလိုဘဲနဲ့လှမ်းကယ်လို့ရတယ်လို့ကို not နေတဲ့အချိန်မှာလည်းကိုပေါ်တာကဒါပြန်လှမ်းပြီးတော့ကယ်လို့ရတယ်လို့ခုန ွေးဖြည့်ဖို့အချိန်မလောက်တာတော့ဒါသွေးဖြည့်ဖို့ဖြစ်စီမပါတဲ့အချိန်မှာဆိုရင်လေဒီအဲ့တချောင်းကတော်တော်လေးကိုအလုတ်ဖြစ်တဲ့အနေအထားတစ်ခုမှာဒါလေးကတော့တော်တော်လေးကိုမိုက်တဲ့ feature အစ်စ်ပါပဲ Okay ဆိုတော့နောက်တစ်ခုတော့အားလုံးလည်းမျောလင့်နေမယ်ထင်ပါတယ်ကျွန်တော်တို့ရဲ့ဒါ patchy overlay တွေပေါ့နော်ဒါဟို2018 2019 20လောက်ထဲကဆော့လာတဲ့လူတွေဆိုရင်ဒီအရာကြီးကိုကောင်းကောင်းသိပါလေပက်ကြီး PC မှာ ဒါဒီမြေပုံပတ်သွားနေတဲ့ကားကြီးပေါ့နော်ဒီကားကြီးကိုလိုက်ဖောက်ခွဲပြီးတော့ကျွန်တော်ပစ္စည်းတွေယူရတာပေါ့နော်ဆိုတော့ finally ပါနောက်ဆုံးတော့ကျွန်တော် patch mobile နဲ့ရောဒီ feature ကပါဝင်လာပြီပဲဖြစ်ပါတယ်ဆိုတော့တခုပါပဲဒါ Iran game မြေပုံမှာပါလာဖြစ်တဲ့အတွက်ဒီကားရှာဖို့ကတော့တော်တော်ကြီးကိုလှုပ်ရှုပ်မဲ့အနေဒါတခုမှရှိတယ်မြေပုံကြီးအကျယ်ကြီးကားကြီးကလည်းမြေပုံတစ်ခုလုံးမှာပတ်သွားနေမှာဖြစ်တဲ့အတွက်ဒါတော်တော်လေးကိုမှဟို အလုံးရှုံးမဲ့အနေအထားတစ်ခုတော့ရှာဖွေရခတ်မဲ့အရာတစ်ခုလိုပဲမြင်မိရဲ့အဲပုံမှန်ဆိုရင်တော့ကျွန်တော်ဒါ PC PC version မှာတော့ဒါ Iron Gear ရောပါ sorry ဒါ Zahor ရောပါတော့မှလည်းပါတာဖြစ်တဲ့အတွက်မြေပုံချင်းချင်းလေးဆိုတော့ဒါဒီ Cow War Shark လွဲတယ်ဆိုတော့မြဲဒါဒီပက်ကြီးမိုးမှာတော့ကျွန်တော်ကြားရတဲ့လောက်ကတော့ဒါဒီ Iron Gear မှာမပါမယ်လို့ကြားရတာဖြစ်တဲ့အတွက်အဲ Iron Gear မကြီးရတဲ့ကြည်ကြီးဆိုတော့ကားကြီးကလည်းမြေပုံကလေးလျှောက်သွားနေမှာဒီကားကိုတော်တော်ရှာဖွေရခတ်မဲ့ကားလို့တော့ပြောလို့ရတယ် โอเคสอนาวซออนี่เนี่ยก็จนอชิมาပြောခဲ့တယ်လို့ပဲဒါရေပုံပုံမှာဒီတခြား event အသေးလေးတွေအကြောင်းကိုကျွန်တော်ရှင်းပြပေးတောင်းဖြစ်ပါတယ်ဆိုတော့ဒီ event တွေကဒါ power ရမဲ့ event တွေလည်းပါတယ်ပေါ့เนาะဆိုတော့ event အနေနဲ့ဒါ event သေး၄ခုအနေနဲ့ပါရှိมาဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ဒါနှစ်ခုကိုပဲအဓိကပြထားတယ်ဆိုတော့ဒီနှစ်ခုကပဲဒီ event ၄ခုထဲမှာ main ကြတယ်လို့ပြောလို့ရတယ်ဗျဆိုတော့ပထမတစ်ခုအနေနဲ့တော့ဒါ main ကြတယ်လို့တော့ပြောလို့မရဘူးနည်းနည်းလေးဟာတဆဆန်လေးပေါ့เนาะဇပင်းလာညက်တဲ့ နေရာလေးပါဆိုတော့ဒီစပင်ညှက်မယ်စပင်ညှက်ပြီးတော့လို့ရှိရင်ပစ္စည်းလေးအနည်းငယ်ရမယ်ဆိုတော့ဒီ event လေးကတော့ဒီလောက်ပဲပဲတော်တော်လေးရွေးရှင်နေဆိုတော့နောက်ထပ်နေရာတစ်ခုပြပါမယ်ဆိုတော့နောက်ထပ်နေရာတစ်ခုကတော့သူ့အနေနဲ့ဒါအခုမြင်ပုံကျွန်တော်ပြထားတဲ့အတိုင်းပဲဟို Harry Potter ရဲ့ဒုတ်ချောင်းပါမော်ဒန်လေးပေါ့နော်ပုံစံလေးကအဲဒီ Harry Potter ရဲ့ဒါမော်ဒန်ပုံစံလေးကိုယူပြီးတော့ လုံးလိုက်မယ်ဆိုရင်ဒါ portal လေးအခုကျွန်တော်ပြထားသလိုပဲ portal လေးထွက်လာတယ်ဆိုတော့ဒီ portal ကဒါ15စက္ကန့်စောင့်ပြီးရောအချိန်ကြာလို့ရှင်ဒီ border တဲ့ရနေဒါအကောင့်လေးတစ်ကောင်ထွက်လာတယ်ဆိုတော့ဒီအကောင့်ကိုစကားပြောလိုက်ပြီဆိုရင်ဒါခုစီမှာကျွန်တော်ခုနပြထားအဲကျွန်တော်ခုပြထားသလိုပဲဒါ power တစ်ခုရရှိလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ power ကဘာလဲဆိုတော့ကျွန်တော်တို့ငငယ်တုန်းကကြည့်ရတဲ့ရေခဲမင်းသမီးလားကျွန်တော်တို့ဒါနာမည်တော့မေ့လေ Disney ကထုတ်တယ်လေဆိုတော့ရေခဲမင်းသမီးဆန်ဆန်ပဲကိုသွားရလမ်းကြောင်းမှာ ဒါရေခဲတံတားလေးဒါစက္ကန့်အနည်းငယ်လောက်ဖွင့်ပြီးသွားလို့ရတဲ့အနေဒါတစ်ခုပေါ့နော်ဆိုတော့ဒီကဘာလဲဆိုတော့ဆိုတော့ဒါရန်လန်လန်နဲ့တဲတော့မပေါဘူးနည်းနည်းပျော်စရာအနေတစ်ခုလောက်လည်းပဲပျော်လို့ရတယ်အတုံးဝင်တာဆိုတော့လေကျွန်တော်အနေနဲ့ကြည့်ရတဲ့လောက်ကအရင်အတုံးဝင်နေတယ်လို့တော့မခံစားဘူးအဲပျော်ရွှင်စရာဒါမျက်နှာပန်းလှစရာအနေဒါတစ်ခုလို့ပဲ အဲခံစားမိရပေါ့နော်သူ့အနေနဲ့ရလဲဒါအရှိန်သုံးလို့မရအောင်နည်းနည်းလေးပဲတော်တော်လေးပဲသုံးလို့ရတာဆိုတော့အခက်မသိလို့များအနမီတွေ့ခင်ကိုရှိရဲ့နေရောင်တော့ဒီတရားကြီးကဘယ်နောက်ဘယ်လောက်ဘယ်လိုသွားလဲဆိုတာညင်တွေ့နေရမယ်နေရာတခုဆိုတော့အရင်ကြီးတော့ဟိုမမိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းဒါ event အနေနဲ့ပါဝင်လာမှာဖြစ်တဲ့အတွက်ဒါပျော်ရွှင်စရာဒီ activity တွေပါဝင်လာဆိုတော့လေတော့မိုက်ပါတယ်ဆိုတော့ကျွန်တော်ခုနပြောသလိုပေါ့နော်ဒါ Disney ကထုတ်တဲ့ဟိုရေခဲမင်းသမီးလို့လို့ဘာလို့လို့နဲ့သူ့ဟာ တပည့်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့တော့ဒီ event ဒါ winter event ရှိနေတဲ့အချိန်တွေမှာအကယ်လို့များ brother နဲ့ brother တို့ရဲ့ teammate တွေကဒါ chicken စားသွားလို့ရှင်ရင်နောက်ဆုံးမှာထုတ်လို့ရမယ်ဒါရုပ်ထုပုံစံလေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရုပ်ထုမှာတော့ဒါဒါ event မှာပါဝင်လာမယ်ဒါအကောင်လေးတွေနဲ့တူတူအလဲမှာဆိုရင်ပင်ကွင်းရုပ်ထုကြီးကိုဒါပြပေးထားမှာဖြစ်တယ်ပေါ့နော်ဆိုတော့မိုက်ပါတယ်ဆိုတော့ရုပ်ထု event ပုံပွဲနဲ့ဘေးနားလို့အကောင်လေးပါလာတာတော့နည်းနည်းဖလှသွားတယ်ပေါ့နော် ဆိုတော့ video ကိုဆုံးဖြတ်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်မကြမ်းခင်မှာလည်းဒါပါဝင်လာမဲ့ second အစ်စ်တွေအကြောင်းနဲ့ဒါ epic အစ်စ်တွေအကြောင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ဒါ TikTok အပါဝင် Facebook နဲ့ YouTube channel လေးတွေကိုလည်းကျွန်တော်တို့ဒါ like and follow subscribe တွေလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးပဲနောက်ပြောင်းပြောင်းပြောင်းပါမယ်ကျေးဇူးတင်ပါတယ်ဗျ love the touch but never love the feeling